Mình chơi mẹ Alo mình là bà Alo mình là bà Mình là bà nhá Cho tàn cha làm gì မြန်မာလုံးမင်္ဂလာပါကျွန်တော်တန်ချာလမ်းတင်းနော်မင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ အဲဒီကောင်းစင်နဲ့ပဲပေါ့နော်ပြည်သူကကွယ်ရေးဆိုတာဘယ်လိုလုပ်ငန်းမျိုးလဲပေါ့ဒါကျွန်တော်တို့မိတ်ဆွေတဲ့ဘယ်လိုနားလဲထားလဲပေါ့နော်ကိုနားလဲထားရင်နားလဲသလားဘယ်လိုမျိုး comment မှာဝင်ရေးနိုင်ပါတယ်အဲတော့ကျွန်တော်တို့အခုမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာဟိုပြည်သူကကွယ်ရေးပြီးအာအာနာရှင်တော်လန်ရေး စရဲစရဲပြည်သူအတွက်ပြည်သူပြည်သူပြည်သူဆိုပြီးတော့မှဒီပြည်သူဆိုတဲ့စကလုံးပေါ့နော်ပြည်သူဆိုတဲ့ဝါရအောက်မှာနိုင်ငံရေးအမြတ်ထုတ်တဲ့လူတွေအများကြီးရှိရဲ့အာပြီးရင်ကိုဂျိုးစီပွားအတွက်လုပ်နေတဲ့သူတွေအများကြီးရှိတယ်ဒီကြားထဲမှာဘာမှမသိတဲ့လူငယ်တွေများစွာအသက်ဆုံးချုံးနေတာကြီးလဲတွေ့ရအဲ့တော့ ပြီးသူဆိုတာဘယ်ပြီးသူကိုပြောနေကြတာလဲပြီးတော့ပြီးသူကာကွယ်ရေးဆိုတာရောဘယ်လိုလုပ်ငန်းမျိုးလဲဆိုတာကျွန်တော်တို့မိတ်ဆွေတွေမိတ်ဆွေတွေအားလုံးဆွေးနွေးကြည့်ပါပေါ့ဆွေးနွေးပြီးတော့ comment မှာကျွန်တော် comment ဖတ်ကြည့်ပါမယ် ပင်ရှင်များဆွေးနွေးကြည့်ပါကျတော့နည်းနည်းဆွေးနွေးကြည့်မယ်ကျွန်တော်တို့အဲဒီလိုမျိုးဆွေးနွေးမှပဲအဖြေကတယောက်တစ်မျိုးထွက်လာပြီးတော့မှအလုပ်တင်လုပ်တိုက်တဲ့ဟာဆိုတာ ိုပြီးတော့မှစဉ်းစားပေါ့တာပေါ့နော်ကိုဝင်းစောမင်္ဂလာပါလေးစားပါလေကိုကြီးတဲ့လေးစားပါလေဗျအဲ့တော့ကျွန်တော်တို့အာမဆောင်တော့ဘူးနော်ကျွန်တော်တို့မိတ်ဆွေတွေပြန်ပြန်ကြည့်လဲရတယ်ကောကမန့်မှာရေးထားရတယ်ကျွန်တော်အလေးထားပြီးတော့မှအဖတ်ပေးပါမယ်ဖတ်ပြီးတော့ပြန်ပြီးတော့မှကျွန်တော်ဆွေးနွေးကြမယ်ပေါ့နော်အဲတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးဆိုတာ ဘလို့လို့ငံမျိုးလဲပေါ့အဲ့တော့ကျွန်တော်တို့ဘူဒီတာကိုပဲကျွန်တော်တို့အခြေခံကြအောင်ကျွန်တော်တို့ဘူဒီတာမှာကျွန်တော်တို့ဘူဒီတာမှာသူဒီတာ6ဘုံမျိုးသားတမရော BNE နမီအဲ့မှာရှိနေတယ်ကျွန်တော်တို့ငင်တော်တိုင်းသားအားလုံးဘူဒိုင်းသားအောင်တခြားငင်တော်တိုင်းသားတွေအားလုံးကိုငင်းချမ်းစွာနေထိုင်ခဲ့ကြနေထိုင်နေရ ဇဲပဲပေါ့နော်ဟိုတခြားမျိုးတွေထက်တော့ဒီသူရီတာ6ထဲမှာရှိနေတဲ့ဒိုင်းသားတွေကနည်းနည်းလေးတက်တာတယ်လို့ပြောလို့ရတယ်။ဒါအိုပြစ်အိမ်ပြစ်မပြေးရဘူးပေါ့နော်။အဲတော့ဒါအပြင်ဘက်မှာဒီနေနမိတ်နေဆတ်တွေဖက်မှာနေနမိတ်ရဲ့အဆတ်တွေနမ်းမှာဘိုးမျိုးသားတမတော်ပြင်းအင်းနဲ့ မြန်မာတပ်ပတော်တို့ပူးပေါင်းပြီးတော့မှနေမြေလုံခြုံရေးကိစ္စတွေကိုဆောင်ရွက်တာ။ဘာကြောင့်ဆောင်ရွက်ရတာလဲ။ကျွန်တော်တို့ဒေသ6ထဲမှာရှိနေတဲ့ဒီလူလူထုတွေအသက်အိမ်စီးစိမ်နေမပြတ်စီအောင်နောက်ပြီးတော့မှဒီလူလူထုရဲ့အသက်တွေအလကားနေရင်မဆုံးချုံရအောင်နောက်ပြီးကြတော့ နိုင်ငံရေးစီးပွားရေးလူမှုရေးကြားမာရေးဘာသာရေးစတဲ့အရေးပေါင်းဆုံးဥပမာကျွန်တော်တို့သူတွေသားကြောက်တဲ့မှာဆိုလို့ချင်းရှမ်းရှိတယ်ဩဓနုတောင်ရိုးအများကြီးပေါ့နော်ဗမာရှိတယ်အကုန်လုံးတိုင်းသားတွေကောင်လုံးရှိတယ်အဲ့တော့ဒီတိုင်းသားတွေအလုံးဟာသူ့မျိုးသားရေးသူရှိကြတယ်ဥပမာပြီးခဲ့တဲ့အာလာတွေဆိုလို့ချင်း တောင်ယိုးမျိုးသားနေ့ဆိုတာလည်းရှိတယ်နော်ပြီးအင်းမျိုးသားနေ့ဆိုတာလည်းရှိတယ်ဘိုးမျိုးသားနေ့ဆိုတာရှိတယ်အဲ့တော့ချမ်းမျိုးသားနေ့ဆိုတာလည်းရှိတာပဲအဲ့တော့အားလုံးဟာဒီမျိုးသားရဲ့ကိစ္စတွေဆောင်ရွက်တဲ့အခါမှာငြိမ်းချမ်းမှုမရှိရင်ဘာမှလုပ်လို့မရနော်အဲ့တော့နိုင်ငံရေးစီးပွားရေးလူမှုရေးဘာသာရေးကျမ်းမာရေးအစတဲ့အရေးပေါင်းဆုံးကဏ္ဍတွေကိုလေပတ်ဖို့ လှုပ်ရှားသွားလာဖို့ဒါတွေကိုအလုံးဆောင်နိုင်ဖို့အတွက်ကဒီဒေတာဒီနေရာငင်းချမ်းနေပါရဲ့နော်အဲ့တော့ဒီလိုငင်းချမ်းနေဖို့အတွက်ကဒီခုနပြောတဲ့နေနမိတ်ရဲ့အဆက်တွေနေဆက်တွေမှာဒီကြမဲ့တောင်းကျမ်းသူတွေဝင်ရောက်လာပြီးတော့မှတိုက်ခိုက်ဖြတ်စည်းနေတာလည်းရှိတယ်အဲ့တော့ဖြတ်စည်းခံရတဲ့နေရာကြီးလည်းရှိတယ်အဲ့တော့ အထက်ကြီးဝင်ရောက်မလာနိုင်အောင်ကြံရှိနေပြီသူလူထုတွေဒီစိပေးဒုက္ခတွေမဖြစ်အောင်နေစားမှာဘိုးမျိုးဒီဘိုးမျိုးသားတမတော် PNA နဲ့နိုင်ငံတော်တို့ပူးပေါင်းပြီးတော့မှာနေမြေလို့ကျွန်ကိစ္စတွေဆောင်ရတယ်ဒီဟာဒီဒီလုပ်ငန်းတွေအားလုံးဟာပြည်သူကကွယ်ရေးဆိုတဲ့ခေါင်းစဉ်အောက်နဲ့အဲ့ဒီခေါင်းစဉ်အောက်မှာကြိုက်ကြီးတယ်နော်အဲ့တော့ပြည်သူကကွယ်ရေးဆိုတာဒီဒီဟာမှတကယ် အာဘိဓုကခွယ်ရေးလို့ပြောလို့ရနော်ဒီအခုကျွန်တော်တို့သူရိတာကြောင့်နေနမိတ်နဲ့အဆက်တွေမှာဥမာပင်လောင်းမျိုးနဲ့နော်ပင်လောင်းမျိုးနဲ့တောင်မိတ်ချမ်းမှာရှိတဲ့နမ်နေလုံးပင်ပြီးခဲ့တဲ့ဒီဒီလာတဲ့ဒီပြီးခဲ့တဲ့၅လပိုင်းပေါ့နော်ဒီ၅လပိုင်းတုန်းကအင်္ဂလိပ်၁၉ရက်နေ့ရက်နေ့29ရက်နေ့ထိ တာရိယအကျင့်စောင်းပြောင်းကြေးပါမှာဒီကြမ်းမဲ့တောင်းကျန်းသူတွေကနေမီကျူးကျော်လာပြီးတော့မှတိုက်ပွဲတွေလာပေါ်သွားတယ်အဲ့ဒါပဲလားဆိုမဟုတ်ဘူးငြောင်ရွှေဘက်မှာနောက်ပြီးကြတော့ငြောင်ရွှေစံကားကြအုပ်စုဘက်မှာပြီးရင်ဗန်းမင်ကြအုပ်စုဘက်မှာဒါသူတို့တွေကတိုက်ပွဲတွေပေါ်ဆောင်နေပြီးသူလူသူတွေများစွာဒုက္ခရောက်ခဲ့ရတယ်အဲ့တော့အဲ့ဒီသူတို့လုပ်တဲ့အရာတွေကရောဒီဒုက္ခပဲရေးလား ာပြည်သူတွေလုံနေတာဘယ်ပြည်သူတွေလုံနေရလဲဒါမိကွန်းထုတ်เสียပါတော့မိကွန်းထုတ်เสียကောင်းတယ်သူတို့သူတို့ပြောလိုက်ရင်တော့ပြည်သူပြည်သူအတွက်သူလုံလုံပြည်သူအတွက်သူတို့ကတိုက်ပွဲတွေခေါ်နေတယ်တဲ့အဲ့ဒါဆိုလို့ရှင်ဘာကြောင့်ပြည်သူလူထုတွေရဲ့နေနေနေထဲမှာနေတယ်ပြည်သူလူထုတွေရွာထဲမှာနေတယ်ပြည်သူလူထုတွေကိုသူတို့ကမောင်းထုတ်ပြီးတော့မှသူတို့ရွာထဲမှာကာပါ လောက်တယ်တချို့ပြည်သူလူထုတွေရဲ့နေအိမ်နေအောက်မှာဆိုလို့ချင်းကာဘာချင်းနေလောက်တယ်နော်အိမ်ချင်းကိုတော့တို့ကမောင်းထုတ်တယ်ဒီတက်ခပြည်သူလူထုတွေအကုန်လုံးစစ်ပေးချောင်ရတယ်ဒါဘယ်လိုလုပ်ပြီးတော့မှပြည်သူကခွေဖြစ်မှာတော့ဒါပြည်သူတွေကိုတို့ကပေးတဲ့ဘက်ပဲဖြစ်မှာပေါ့ဟုတ်တယ်မလားတေချာစဉ်းစားလေအဲကျွန်တော်တို့ချမ်းတောင်မှာဒီသူရိတာ6နည်းမြေတဲမှာဖြစ်ပွားတဲ့ကိစ္စကျွန်တော်တို့ပြသုံးသပ်ကြည့်လိုက် ဆောင်းပြောင်းနဲ့မှဖြစ်တယ်နမ်နိမ်ဖြစ်မှဖြစ်တယ်နော့ဝပန်အဒီပင်စုံတို့မှဖြစ်တယ်ပြီးငောင်ရွှေဘက်မှဖြစ်တယ်စီဆိုင်ဘက်မှဖြစ်တယ်နော်ဒီတိုက်ပွဲဖြစ်တဲ့ဖြစ်စဉ်တစ်ချောင်းလုံးမှကြီးလိုက်ပြီးသူလူထုတွေမရစွာဒုက္ခရောက်ရတယ်အဲ့တော့ဒီပြီးသူလူထုတွေကပြည်သူကာကွယ်ရေးဆိုတဲ့အဖွဲ့တွေစီကိုတွားရောက်ပြီးတော့မှအကူအညီတောင်းတာလားတွားရောက်ခို့လုံတာလားလို့ကြည်လည်လို့ရှင်နော် လက်ရှိသူတို့စီတွားရခိုလုံဖို့နေနေတာတာသူတို့ရွာထဲဝင်လာပြီဆိုတာနဲ့တနပ်ပြစ်ဖောက်တယ်လူတို့ကိုချင်းချောက်တယ်ပြီးရင်လူသူကထွက်ပြေးရတယ်နော်လူသူကထွက်ပြေးရတယ်ဒိတ်မှာနေလေဟုတ်တယ်ကျွန်တော်ဒိတ်ပြင်ဖို့မိသွားတယ် sorry ဗျာ ကျေးဇူးပါအဲ့တော့ကျွန်တော်တို့တိုက်ပွဲတွေဖြစ်ပွားလာခဲ့တယ်ကျွန်တော်ချမ်းသာသူတွေဒါ6နှစ်ပြည့်တယ်တိုက်ပွဲဖြစ်ပွားတဲ့6လုံးလုံးမှာဆိုလို့ချင်းဤသူလူထုဟာကျွန်တော်တို့ဘက်ကိုပဲလာရောက်ခုလုံခဲ့ကြတာအများကြီးပဲအခုချိန်ဒီလက်ရှိတည်းရယ်နော်သူတို့ဘက်ကိုတွားရောက်ခုလုံနေဆိုတာမရှိဘူးသူတို့ အစီကတော့ရောက်ခိုးလို့လည်းမပြောနဲ့သူတို့ရဲ့စာအုပ်နေကြီးကိစ္စတော့မှဓမြတိုက်ပြီးစာဘယ်လိုလုပ်ပြီးတော့လူသူအတွက်ဖြစ်ပါတော့ဒါကျွန်တော်တို့မိတ်ဆွေလည်းစဉ်းစားအဲတဲ့အသိဉာဏ်တွေရှိတယ်ဆိုလို့ကျွန်တော်ဒါတိပါလိမ့်မယ်နော်ပြည်သူလူထုတွေကအာကျွန်တော်တို့ဒီချမ်းတော်မှာဖြစ်တဲ့စစ်ပွဲတွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေပြန်ကြည့်ကြည့်လိုက်လို့ရှင်လုံးဝကျွန်တော်တို့က ပြည်သူလူထုအတွက်ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ကိုပဲအဓိကဥစ္စာပေးလို့နော်ပြည်သူလူထုကလည်းတည်တယ်ဒါကြောင့်မို့လို့ဒီဘိုးမျိုးသားတမတော် PNA ရှိတဲ့ဖက်မှာပဲလာရောက်ခုလို့ကြာသူတို့ဖက်သွားဖို့မစင်စားနဲ့သွားရင်သမင်းငတ်မှာမဟုတ်အသက်ပါပေးရအဲ့လိုမျိုးနေထားရှိအားကြောင့်လူထုကသူတို့စီမသွားနော်အဲ့တော့ ပြန်ပြန်ပြီးတော့မှကြည့်ကြည့်လိုက်2022-23ကြားမှာဒီကရပြည်နယ်မှာတိုက်ပွဲအပြင်းအထန်ဖြစ်တယ်တိုက်ပွဲအပြင်းထန်ဖြစ်တော့သူတို့ရဲ့ပြည်သူလူထုတွေတိတ်နေရှိစီဆိုင်မဲ့ကိုပြေးလာအဲ့တော့စီဆိုင်ထဲမှာပြေးလာတယ်စီဆိုင်မဲ့မှာပြေးလာတဲ့အထဲမှာကောင်းတဲ့လူပါတယ်မကောင်းတဲ့လူပါဒါကတော့ဟိုလောကနီးရမှာပဲ ဒါကုသိုလ်အကုသိုလ်အဲဆိုမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးပြန်သုံးသပ်ကြည့်လို့ချင်းအခုချိန်ဒီလည်းကြရပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေကဒီပိုးနေမြေထဲမှာလာရောက်ခိုးလို့တဲ့လူတွေအများကြီးရှိတယ်တချို့ကအပြီးပိုင်လာရောက်ပြီးနေထိုင်နေတယ်လို့လည်းရှိတယ်ဒါကိုပြန်သုံးသပ်ကြည့်လိုက်ပါအဲ့တော့ကျွန်တော်တို့ဘိုးဒေတာနေမြေကငင်းချမ်းမှုကိုလိုလားတယ် ပြီးရင်ဘိုးတိုင်းသားနဲ့အတူငင်းတော်တိုင်းသားတွေအားလုံးကလည်းငင်းချမ်းခြင်းကိုလိုပါတယ်။ဒါတော့လက်ခံသင့်တယ်ပေါ့နော်။ကျွန်တော်မိတ်ဆွေတွေလည်းအားလုံးသိပါပါ။တိုက်ပွဲတွေရားထဲမနေကြပါနဲ့တဲ့။တိုက်ပွဲမှဖြစ်တဲ့နေရာကိုပြေးချောင်ဖို့တဲ့။မကြောင်ရင်တော့ဒီမှာပဲတဲ့အဲ့တော့မှန်ပါတယ်တိုက်ပွဲဖြစ်ရင်တော့တိုက်ပွဲတဲ့ တိုက်ပွဲဖြစ်တဲ့ကြားထဲမှာမနေတာမှတ်တယ်။အဲ့တော့တိုက်ပွဲဖြစ်အောင်လာရောက်ဖော်ဆောင်နေတဲ့သူတွေကအဓိကအမှန်ဆိုရင်ကိုယ်နေရာကိုနေကိုယ်နေနေတဲ့မှာကိုနေကိုအမျိုးသားရေးကိစ္စတွေလုံးဆက်ရှိတာလို့ကိုယ့်ရဲ့ပြည်သူလူထုအတွက်လုံးဆက်ရှိတာလို့ဒါဆိုရင်ပြည်သူလူထုကိုပြည်သူကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်ကတိုင်းပြည်သူကာကွယ်ပြီးသားဖြစ်တယ်။နော်အခုကမဟုတ်ဘူးသူတို့ကပြည်သူကာကွယ်ရေးလို့ခံယူတယ် ဒါပေမဲ့ပြည်သူတွေကိုဒုက္ခပေးတယ်။အခုကျွန်တော်ညောင်ချင်မျိုးနယ်ဘက်မှာကြည်လိုက်။ဆောင်းမြောင်းဘက်မှာကြည်လိုက်။နော်။ပြီးရင်ချီဆိုင်ဘက်မှာဖြစ်တဲ့ဟာကြည်လိုက်။အဲ့ဒါကြီးပြန်ကြည်လိုက်လို့ချင်းကျွန်တော်တို့ပြည်သူလူထုတွေကရစားဒုက္ခရောက်။ရောက်ပြီးတော့မှဒီဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေသူတို့ကကယ်တင်လားလို့မင်း No သူတို့ကယ်တင်ဖို့မပြောနဲ့။အဲ့ဒီပြည်သူလူထုဒုက္ခပေးပြီးတော့မှမောင်းထုတ်ပြီးတော့မှအဲ့ဒီပြည်သူလူထုတွေကြံရှိခဲ့တဲ့ စံစီစေးစားတွေအကုန်လုံးတည်ယူသွားအကုန်လုံးဓမြန်တိုက်သွားတာอืมဒါလားဟိုဘိတုကွယ်ရေးပေါ့နော်ဒါလားဘိတုကွယ်ရေးဆိုတာဒါရေကြရစဉ်းစားကြည့်လို့ချင်းဒီခေါင်းစဉ်နဲ့ခေါင်းစဉ်နဲ့လှုပ်ဆောင်နဲ့လှုပ်ဆောင်ချက်တွေကအရင်လဲမှာပေါ့နော်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်ပါကျွန်တော်တို့နိုင်ငံကောင်းမွန်ဖို့အတွက်ကကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်။နော် နီးစနစ်တွေမကောင်းဘူးဆိုရင်ဒီနီးစနစ်ကိုဘာနဲ့တိဆောက်ထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကလူတွေနဲ့ပဲတိဆောက်ထားအဲ့တော့လူတွေနဲ့တိဆောက်ထားတဲ့ဇကာပြောပြီးတော့မှစာတလုံးဖြစ်လာအဲ့တော့ဒီလိုမျိုးနီးလန်းကိုပဲသွားပြီးတော့မှကိုယ့်ရဲ့ဟိုဒေတာဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုအဓိကဥတည်ပြီးတော့မှကိုယ့်ရဲ့နေရင်နမိတ်အသွေးမှရှိတဲ့ဒီလူလူသူတွေအတွက်အကျိုးပြုစေမဲ့လုပ်ငန်းတွေကိုပဲအဓိကဦးစားပေးပြီးတော့မှလုပ်စေချင်တယ် ဒါမှအတိုင်းပြည်ကတိုးတက်လာမှာအခုကမဟုတ်ကျွန်တော်တို့သူတွေသားကြောင့်မြင်မြင်ထဲမှာဖြစ်နေတဲ့ပြဿနာဆိုရှင်ဘာလဲဆိုရင်ဒီအဓိကတော့ခရီးပြည်နယ်ကနေပေါက်ခွာလာတဲ့အဂရီနီမျိုးသားကကွယ်တက် KNDF အဖွဲ့နဲ့ဒီ PLNA ဘွဲ့တို့ PPLNA အာ PLNA ဘွဲ့ရဲ့ PND အဖွဲ့ရဲ့သူတို့တွေကအကြီးကပေါ့နော်အမှန်ဆိုရင်သူတို့ကသူ့နယ်မြေသူသူရှိပြီးသားနော်သူ့နယ်မြေသူရှိပြီးသားကို ိုယ့်ရဲ့နေပြည်တော်မှာနေပါနေပြီးတော့မှဒီနိုင်ငံတော်ပြတ်သန်းထားတဲ့ဟိုနေပြည်လှုပ်ရှားရနေပြည်ဆိုတတ်မှတ်ထားပြီးတာရှိတယ်အဲ့တော့နိုင်ငံတော်ပြတ်သန်းထားတဲ့ဥရီတွေကိုလိုက်နာပြီးတော့မှကိုယ့်ရဲ့နေနမိတ်အတွင်းမှာရှိတဲ့ပြည်သူလူထုရဲ့တုတ်တဲကိစ္စတွေကိုဆောင်ရွက်ပါအသိပညာတွေအားနည်းနေတာအသိပညာတုတ်တဲအောင်လုပ်ပါစီးပွားရေးအားနည်းနေတာစီးပွားရေးတုတ်တဲအောင်လုပ်ပါနော်ကျမ်းမာရေးပညာရေးစတဲ့အရေးပေါင်းဆုံးကဏ္ဍတွေမှာ အားနည်းနေတဲ့ကဏ္ဍမှာကိုကအဖွဲ့အစည်းတစ်ခုအနေနဲ့တာဝန်ယူဆောင်ရွက်ပြီးတော့မှဟိုကိုရဲ့ပြည်သူလူထုတွေအတွက်ဒါကလုတ်ပေးတဲ့ဓမ္မတာလေပြည်သူကကွယ်ရေးဆိုတဲ့ကောင်းစီအောက်ကသိလို့ရတယ်။နော်လက်နဲ့ကြိုင်ပြီးတော်လာနေဆိုတာကိုကိုနဲ့နမိတ်ထဲမှာကိုတော်လာနာတော့မပြောလို့နော်အခုကမဟုတ်ဘူး။အာတခြားနိုင်မြေတဲ့ဝင်းနဲ့ဟိုလဲဝင်းဒီလဲဝင်းဆိုတော့ဟိုသူတို့ဥတီရပါလဲပေါ့ ဘာကြောင့်လူသူတွေကိုလိုက်ပြီးဒုက္ခပေးနေရလဲဆိုတော့မေးခွန်းမေးစရာဖြစ်လာเนาะတို့တွေအတိဆုံးပါတဲ့ဟုတ်ကဲ့ပါဗျာကိုရှင်ပေါ့မြန်ပေးပါတယ်နဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့အဲကျွန်တော်ပြောရတဲ့19မိနစ်လောက်တော့ရှိသွားပြီဆိုတော့နည်းနည်းလေး အဆုံးတက်ပို့ပေါ့နော်ဆိုတော့ဝါသားမိတ်ဆွေတွေ comment ပေးတာလေကျေးဇူးတင်ပါတယ်အဲနောက်မှကြည်မြမိတ်ဆွေတွေအားလည်း comment မှာရေးသားပေးနိုင်ပါတယ်အဲ့တော့အဆုံးတက်ပြောရရင်ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးကျွန်တော်ချမ်းတောင်းမှာဓမ္မကကျွန်တော်တို့မြန်မာပြည်တပြည်လုံးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအားလုံးဟာပြည်သူလူထုကိုရှေ့ချုပ်ပြီးတော့မှဟိုရက်တင်တာရက်တင်တာတွေရက်ဖို့လို့ပြီးပေါ့နော်အပြီးရောပြည်သူလူထုတွေရဲ့ အတက်ဝိအစည်းအဝေးတွေကာကွယ်ရမယ့်လုပ်ငန်းတွေပြည်သူလူထုတွေရဲ့ကြားမိုင်းရှိပွားရေးလူမှုရေးတွေအနေကြရတဲ့အပေါ်မှာပြန်လည်ပြီးတော့မှနိုးထလာအောင်ပြန်ပြီးတော့မှတိုးတက်လာအောင်ဒီအခြေအနေကိုပြန်ရပ်နိုင်အောင်ကျွန်တော်တို့ကဟိုစူးစမ်းပေးရမယ်ဒါကိုမြင့်ပေးရမယ်အဲ့တော့နိုင်ငံတော်အနေနဲ့တန်းတားတဲ့အကိုရဲ့နယ်နိမိတ်တွေပေးထားတဲ့လှုပ်ရှားရနိုင်မြေတွေထဲမှာအာ ပေးထားတဲ့နယ်နိမိတ်ထဲမှာလှုပ်တက်လှုပ်ထိုက်တဲ့ပြည်သူလူထုရဲ့အရေးကိစ္စတွေကိုကောင်းကောင်းမွန်မွန်စူးစမ်းပြီးတော့တိုင်းပြည်တိုးတက်တဲ့အသွေးအခေါ်ကိုယ်နိုင်ငံကိုကိုချစ်တဲ့ကိုယ်နိုင်ငံကိုတကယ်ရှစ်တဲ့စိတ်တွေမွေးဖွားပြီးတော့မှတိုးတက်ရတိုးတက်ကြောင်းဖြစ်အောင်ကျွန်တော်တို့ဝိုင်းဝန်းစူးစမ်းကြပါလို့ကျွန်တော်တို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်